ားလုံးပဲမင်္ဂလာပါဒီကနေ့ကနောက်ဆုံးရအာဂါဇာသက်တင်းကိုချက်မဆိုတော့ဒီကနေ့မှာကစားခဲ့တဲ့အင်တာမိုင်ယာမီအသင်းနဲ့အတ္တလန်တာအသင်းတို့ရဲ့ပွဲစဉ်အပြီးမှာပဲဒါကျွန်တော်တို့ပေါ့လေလီယိုနယ်မက်ဆီရဲ့အသင်းပေါ်ကစားသမားဖြစ်တဲ့ဂျော်ဒီအေပါကတော့ professional ဘောလုံးကစားသမားဘဝကနေတရားဝင်အနားယူခဲ့ပြီဆိုပြီးသိရတယ်ပေါ့လေဆိုတော့ဂျော်ဒီအေပါနဲ့လီယိုနယ်မက်ဆီကတော့ကျွန်တော်ဘာစီလိုနာအသင်းမှာကလာရှေပေါ့လေဒါသူတို့လက်တွဲခဲ့တယ်အဲဒါပြင်ကျွန်တော်လီယိုနယ်မက်ဆီက PSG အသင်းကိုပြောင်းသွားတယ် PSG အသင်းကနေ အဲ့ဒါမိုင်ယာမီအသင်းကိုရောက်လာတဲ့အချိန်ဒီမှာလီယိုနယ်မက်ဆီကြောင့်ဂျော်ဒီအဗာကကျွန်တော်တို့ပေါ့လေအဲ့ဒါမိုင်ယာမီအသင်းကိုရောက်ရွှေ့လာတာဖြစ်ပြီးတော့မှလက်ရှိမှာတော့ဒါ professional ကစားသမားဘဝကနေတရားဝင်အနားယူခဲ့ပြီဖြစ်တယ်ပေါ့လေဆိုတော့ဂါရီယာရဲ့ဖော်ပြချက်အရာဆိုရင်တော့လေးနှစ်တချင်အစောပိုင်းတုန်းကကျင်းပဖို့စီစဉ်ထားတဲ့ Club World Cup ပြိုင်ပွဲကိုဒါ FIFA ကတော့နှစ်နှစ်တချင်ပြောင်းလဲကျင်းပဖို့ဆုံးဖြတ်ထားတယ်ဆိုပြီးတော့မှဖော်ပြထားတယ်ဒီမှာတော့ Manchester United အသင်းကပေါ့လေဒါ Club အသင်းရဲ့ ပေါ်တူဂီကွေးလည်ကစားသမားဖြစ်တဲ့ဘရိုနိုဖာနန်ဒက်ကိုသူတို့အနေနဲ့2026နိုယာတီထရန်စပါဝင်းဒိုးမှာကလပ်တင်းကနေရောင်းချသွားနိုင်လေဆိုပြီးတော့မှမန်ချက်စတာနယူးစ်ကသုံးသပ်ထားတယ်အဓိကတော့ဗောလေဒါကျွန်တော်တို့ဒီ sorry ကလပ်တွေကမြန်မာတဲ့ပြောင်းရွှေ့ခြင်းနဲ့ကစားသမားကိုရှင်းနစ်တွေတွေကသူတို့အချိန်ချင်းကန့်လန့်ထားတာဖြစ်တယ်ကစားသမားကိုယ်တိုင်က United အသင်းမှာပဲဆက်ရှိဖို့ဆုံးဖြတ်ထားတယ်လို့ United အသင်းကလည်းကစားသမားရဲ့ဆုံးဖြတ်ချက်ကိုသူတို့စောင့်နေတာလည်းဖြစ်တယ်။လက်ရှိမှာတော့ United အသင်းကတကယ်လို့သာပေါ့လေ အာကျွန်တော်တို့ဒီ Bruno Fernandes က sorry club ကိုသူတို့ရောင်းချနိုင်မယ်ဆိုရင် Bruno Fernandes ရဲ့နေရာမှာအစားထိုးနိုင်ဖို့အာကျွန်တော်တို့ Kobe Mainu ကိုနေရာပေးသွားမယ်ဆိုပြီးတော့လည်းဖော်ပြထားတယ်ဆိုတော့ကစားသမားရဲ့လက်ရှိဆန္ဒအရဆိုရင်တော့ United အသင်းမှာဆက်ရှိခြင်းနဲ့ဒါမှမဟုတ်2026 Noya League Transfer Window မှာတော့ United အသင်းတာဝန်ရှိတဲ့သူတွေက ဒီ sorry club ကိုပေါ့လေအသင်းရဲ့ကွင်းလင်ကစားမဖြစ်တဲ့ Bruno Fernandes ကိုရောင်းချသွားနိုင်ဖို့ရှိတယ်ဆိုပြီးပေါ်ပြထားတယ်။အာ Bayern Munich အသင်းကတော့ Chelsea အသင်းခေါ်ဖို့ပေါ့လေစိတ်ဝင်စားနေတယ်။ Nottingham Forest အသင်းရဲ့နောက်ခံကစားမဖြစ်တဲ့ Mourinho ကိုခေါ်ယူဖို့ကြိုးပမ်းနေတယ်ဆိုပြီးပေါ်ပြထားတယ်။ Chelsea အသင်းကအဓိကတော့ခန်းစစ်ပြဿနာအတွက်ပေါ့လေ။အာကျွန်တော်တို့ဒီ Premier League အတွက်ကြုံရှိတယ်။အာကျွန်တော်တို့ Nottingham Forest အသင်းရဲ့ကစားသမားကိုခေါ်ယူဖို့စိတ်ဝင်စားတာဖြစ်ပြီးတော့မှ Bayern Munich အသင်းကပါ Chelsea အသင်းနဲ့အပြိုင်ခေါ်ယူဖို့စိတ်ဝင်စားလာတယ်ဆိုပြီးတော့လေဖော်ပြထားတယ်။တစ်ဖက်မှာတော့ဒါ Turkey Club တသင်းဖြစ်တဲ့ Galatasaray အသင်းကတော့အာကျွန်တော်တို့တကယ်လို့သာပေါ့လေ Liverpool အသင်းကနေအသင်းရဲ့ Egypt တောင်ပိုင်းကစားသမားဖြစ်တဲ့ Mosalak အနေနဲ့ထွက်ခွာခဲ့မယ်ဆိုရင်တော့ Mosalak ကိုခေါ်ယူဖို့ Galatasaray အသင်းကဂျိုးပန်သွားမယ်ဆိုပြီးတော့ဖော်ပြထားတယ်။အာကျွန်တော် Crystal Palace အသင်းရဲ့နောက်ခံကစားသမားဖြစ်တဲ့ Maguire ကိုတော့ဥရောပအသင်းနေအပြိုင်လိုက်နေတဲ့ဂျားတွေကပဲဒီနေ့မှာတော့ ဘိုင်ယန်မြူးနဲ့အတင်းကပါဒီကစားသမားကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်ဆိုပြီးတော့မှ Sky Germany ကဖော်ပြထားတယ်။ Lyon တင်းရဲ့တောင်မကစားသမားဖြစ်တဲ့ Maslan တို့ကတော့လက်ရှိမှာပေါ့လေသူ့အနေနဲ့2026အောင်ရစီ Transfer Window မှာ Premier League ကလပ်အတင်းဖြစ်တဲ့ Chelsea အတင်းကိုပြောင်းရွှေ့ကစားချင်တယ်ဆိုပြီးတော့မှ France Tyne ကဖော်ပြထားတယ်။အာဝဟန်အတင်းရဲ့ကွင်းလေကစားသမားဖြစ်တဲ့ Paquetá ကတော့ general transport window မှာပဲကျွန်တော်တို့ပေါ့လေဒါ brazil club တသင်းသင်းကိုပြန်လဲပြောင်းရွှေ့သွားနိုင်မှုရှိတယ်ဆိုပြီးတော့မှ daily miners က3တတ်ထားတယ် AC Milan အသင်း Dortmund အသင်းနဲ့ Newcastle အသင်းတို့ကတော့ဒါလက်ရှိမှာ အကျွန်တော် Real Madrid အသင်းရဲ့ ဒီပေါ့လေအဲကွင်းလည်းကစားသမားဖြစ်တဲ့အသံကူလာကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်ဆိုပြီးဖော်ပြထားတယ်။အဲပရီးမီယာလိကလပ်အသင်းတွေနဲ့ဆိုရင်တော့ပေါ့လေဒါအာဆင်နဲ့ကျွန်တော်တို့တော်တရာဟော့စပါနဲ့အဒီအသင်းတွေကပါကျွန်တော်တို့ပေါ့လေဒီထူရကီကွင်းလည်းကစားသမားဖြစ်တဲ့အသံကူလာကိုခေါ်ယူဖို့စိတ်ဝင်စားတာဖြစ်ပြီးတော့မှရေမဆူရစ်တေကရောင်းချသွားမလားဆိုတာစောင့်ကြည့်ရမယ့်အနေအထားဖြစ်တယ်ပေါ့လေဆိုတော့ကြည့်ရှုပေးခဲ့တဲ့ဒုတိယအခြေစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်။မြန်မာပြည်သူပြည်သားအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမချင်တဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်